တော့ကထွန်ရဲစားတော့တဲ့လယ်သမားတယောက်ဟာသူ့အိမ်ကနွားတကောင်တဘူးတက်ပြီးတော့ခိုင်းမယ်ဆိုရင်အဲ့ဒီနွားဟာထိုးထိုးပြီးတော့အိတ်တယ်ဘယ်တော့မှဟိုမောင်းလို့မရဘူးအဲ့ဒီနွားကိုစိတ်မရှိတဲ့အခါကျဘာလုပ်တော့ဆိုရင်လက်တက်ပြီးမောင်းတဲ့အခါနွားကထိုးအိတ်ရှေ့မသွားတဲ့အခါဘာလုပ်တော့အနန္တမှာရှိတဲ့ကောင်ရိုးဘုံကကောင်ရိုးတွေကိုယူယူပြီးတော့နွားရဲ့လက်ဘင်းကို ကောင်ရိုးတွေနဲ့ချီး ကောင်ရိုးရုံးကြီးတွေနဲ့ခြီးပြီးတဲ့အခါကျမလုပ်လဲဆိုရင်မီးရှို့လိုက်တယ်အဲ့ဒီကောင်ရိုးတွေမီးလောင်ပြီးနွားဟာမီးလောင်တာနဲ့တေဆုံးသွားတယ်ဆိုတာတေဆုံးသွားလဲသမားတယောက်ဟာနွားတကောင်ကိုအဲ့ဒီလိုတတ်ခဲ့တယ်သူကအဲ့ဒီလိုတတ်ခဲ့သည့်အတွက်ကြောင့်ဒီအကုသိုလ်ကအကျိုးပေးတဲ့အခါမှာသူကအပင်ငရဲငရဲကုန်ရောက်သွားသေးတယ်ငရဲကပြန်လွတ်တဲ့အခါကျတော့ဘဝတိုင်းဘဝတိုင်း မီးလောင်ပြီးတော့လက်ဘဲမှာမီးခွင်းဆွတ်ပြီးတေးရတဲ့ဘဝတွေများတယ်။နောက်ဆုံးမှာသူ့ဘဝထင်းထင်းရှားရှားဇလန်းပေါ်သွားတာတော့ဘယ်မှာတော့ဆိုရင်ရဟန်းတော်တွေဟာခยีသွားလာတဲ့အချိန်မှာရွာတရွာကိုရောက်ကြတယ်။သူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာမီးလောင်တယ်။မီးလောင်ပြီးတော့တရွာလုံးရွာလုံးကျွတ်မီးလောင်သွားတဲ့အခါမှာကြီးကကြီးငှက်တကောင်ကရွာပေါ်ကနေဖြတ်ပြန့်သွားတယ် အောက်ကမီးတွေလောင်နေတယ်သူကအပေါ်အဖြတ်သားအဲ့ဒီပြန်သွားတဲ့အချိန်မှာအိမ်တဲ့အိမ်ကနေပြီးတော့မီးလောင်တဲ့မိခွင်းလေးတကူကရှူးကနေတက်ပြီးတော့အဲ့ဒီခြေကန်းရဲ့လက်ဘင်းကိုသွတ်ဆော့နော်ကောင်းငင်ကသူကသူပြန်သွားတဲ့ခြေကန်းကိုအောက်ကမိခွင်းကတက်ပြီးတော့ဆော့သွားတယ်မဖြစ်နိုင်တဲ့ဟာဖြစ်သွားဖြစ်နိုင်စရာအကြောင်းမရှိဘူးသို့တော့ကံကြမ္မာဆိုတာ accident မိခွေးကြီးကရှုခနဲ့တက်သွားပြီးတော့ချီရဲ့လက်ဘင်းကိုသွားဆွမိရဲ့ဖြစ်တာချီကမိခွန်းနဲ့တိုးမိရဲ့ဖြစ်သွားအဲ့ဒီအချိန်မှာကြီးဟာမီးလောင်ပြီးတော့သူတို့ရှိမှပဲကြပြီးသိဆုံးသွားရန်နေဟာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြတယ်ရှင်မယားတပည့်တော်တို့ထူးထူးဆန်းဆန်းရွာမီးလောင်တော့မိခွန်းတကူကတက်ပြီးချီရဲ့လက်ဘင်းဆွတ်ပြီးအဲ့ကြီးဟာတေးရတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီဇလန်းကိုပြန်ဟောတယ် ူဟာလေသမားဖြစ်တုန်းကနွားရကောင်ကိုဒီလိုတတ်ခဲ့ဘူးတယ်အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါအတုံးအလှဲ့ခံရတယ်လို့ဆိုကဲတယ်လို့ခံရတဲ့အခါမှာအမြဲတမ်းကြောက်ဆက်ကောင်းတဲ့ဟာအတုံးအလှဲ့ဆိုတဲ့နေရာမှာသူဟာတစ်ခါတတ်ပြီမဲ့ခံရတာကြခါပေါင်းများစွာခံအဲ့ဒါကြတော့မတရားဘူးလို့များပြောချင်ကြသလားလို့ဆိုနော်လောကရဲ့မျိုးစေ့ရဲ့တဘာဝကိုကြည့်လိုက် တရစီလေးကိုဆိုင်တုန်းကတစည်းပဲဆိုင်တယ်အတီးတီးတဲ့အခါကျတော့တနစ်တနစ်ကိုအ ਨੇ ဆုံးတောင်းချီထောင်းချီတီးတယ်နော်ဆိုင်တာတစည်းပဲတီးတာထောင်းချီတီးတယ်မျိုးစေ့ရဲ့သဘောဟာအတိုင်းပဲကံကြမ္မာဟာလည်းပဲမျိုးစေ့ဖြစ်သွားမျိုးစေ့ဖြစ်သွားသည့်အတွက်ကြောင့်ကိုလုံးတုန်းကတခါခံရတဲ့အခါခါပေါင်းများစွာခံဒါကြောင့်မို့စိတ်ကောင်တတ်ပြီးတော့ စိတ်ကိုလဲလိလဲလိပြီးတော့ဧည့်သည်တွေကိုဧည့်ခံပြီးတော့ကြွေးလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဘဝဟာစိတ်မွေးနဲ့အမြစိတ်မွေးနဲ့အမြဆိုတာအချိန်မောများစွာလို့ဆိုလိုတာပေါ့ဘယ်သူမှစိတ်မှာဘယ်နှမွေးရှိတယ်လို့ရေတွက်ထားတာမှမဟုတ်တာနော်အချိန်မောမြောင်များစွာလို့ဒီလိုပဲလဲလိပြီးတော့သိခံသူသိပြီးဆိုရင်လဲလဲပြတ်တယ်ပင်ပြတ်ပြီးသိတာ စိတ်ကိုလည်းပင်ဖြတ်ပြီးတော့အခန့်ကျွေးမွေးခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာဟာအဲ့ဒါလိုကြုံခဲ့ရအဲ့တော့ဘဝမှာကံကြမ္မာဆိုတာဟာအလွန်ကြောက်စရာကောင်းတယ်လို့ဆိုလို့ကံကြမ္မာနဲ့တန်တရာတန်တရာရှိနေတယ်ဗျာဒီကံကြမ္မာတွေကဘယ်သူမှမလုပ်ဘူးလို့ဘယ်လိုဆိုလို့လဲနော်ကံကြမ္မာတွေကလွတ်နိုင်စွာမရှိဘူးမြတ်စွာဘုရားကအဲ့ဒါကိုဟောတယ် ဥဘောပုံဉ္စပပင်္စယံမေသောကုရုတိဣဒ္ဓဣဒ္ဓဤလက်ရှိဘဝမှာမေသောလူတယောက်ဟာဥဘောပုံဉ္စပပင်္စကုသိုလ်လဲလှုပ်တယ်အကုသိုလ်လဲလှုပ်တယ်နှမျိုးလုံးလှုပ်တယ်တင်ကြီးတန်တတကံဟောတိသူလှုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံဟာသူ့ပိုင်သွားတယ်သူ့အแทမှာဖြစ်သွားတယ်တပိုင်းနေဆိုတဲ့ဘဝပါတော့စေ အစာတခုစားလိုက်လို့ကိုယ်ပိုက်တည်းရောက်တယ်ကိုပဲကိုနဲ့ပဲပတ်သက်တယ်လေခဏကလှုပ်တဲ့လှုပ်ရဟာလည်းပဲကိုယ်တဏ္ဍမှာဖြစ်တဲ့အတွက်ကြောင့်ကိုနဲ့ပဲသက်ဆိုင်တယ်သူများနဲ့ပဲသက်ဆိုင်တယ်ဒါဟုဆိုလို့လေတင်ကြီးတတ်တာတကံဟောဒီဒါသူနဲ့သာသက်ဆိုင်သွားပြီသက်ဆိုင်တာကိုပြောတာနော်သက်ဆိုင်တာဆိုတာ responsible ကိုလို့ရင်ကိုပဲဥပမာလူတယောက်ဟာလူသတ်မှုသွားကျူးလွန်တယ်ကျူးလွန်ရင်ဒီပြစ်မှုကသူစီလား သူနဲ့ပတ်သက်တာတော့ responsible ကိုပြောတာတင်ကြီးတတ်တာတကံဟောတိအဲ့ဒီသူလုံးလိုက်တဲ့အလုပ်ဟာသူ့ရဲ့သူနဲ့သာပတ်သက်ပြီးတော့သွားတယ်တင်စအာရာယခိစတိဘဝခရီးကိုထွက်ရတဲ့အခါမှာဒီဘဝသိဆုံးသွားရင်အဲ့ဒါသူ့နောက်ကပါသွားမယ်လို့ဆိုလိုတယ်တင်စတ္တအနုကံဟောတိဆာယဝအနပါယိကိုလှုပ်တဲ့ ကောင်းမကောင်းကံတွေဟာကိုယ်နဲ့အတူတကွာပါလာမှာတဲ့ဘဝတန်တရားရှောင်ပြေးလို့မရဘူးကိုလုပ်ခဲ့တဲ့အလုပ်ဟာကိုယ်နဲ့အတူပဲရှိနေမယ်အမြဲတမ်းကိုယ်နဲ့အတူတကွာရှိနေရှိနေသည့်အတွက်ကြောင့်လူတွေဟာတယောက်နဲ့တယောက်မတူညီတဲ့သဘောတွေအသက်တိုတဲ့လူကတိုအသက်ရှည်တဲ့လူကရှည်ရုပ်ချော့တဲ့လူကချော့ရုပ်ဆင်းရဲကျုပ်ဆိုးတဲ့လူကဆိုး ပစ္စည်းဥစ္စာပေါ်တဲ့လူကပေါ်တယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ဆိုတော့ကွဲပြားခြားနားမှုတွေဟာဘယ်ဖရာသခင်ကဖန်ဆင်းတာမှမဟုတ်ဘူးကိုယ်ကိုယ်တိုင်လုပ်တာဖရာသခင်ဖန်ဆင်းရင်ဖရာသခင်ပြစ်တင်နေကြအောင်မယ်အခုပြစ်တင်စရာမရှိဘူးဘယ်သူမပြုတ်မိမိမှုကံကြမ္မာနဲ့တန်တရာဆက်ဆက်နေတယ်ဆိုတာဒီအမြင်မျိုးအဲ့တော့ဒီအမြင်မျိုးမြင်ထားခြင်းအပြင်ငါလုံးလို့ငါဖြစ်တာဆိုရင်ကိုယ့်ကိုယ်ပဲပြစ်တင်မှုရှိတယ် လူကကိုကိုကိုကြတော့အပြစ်မတင်ဘူးနော်လူဆိုတဲ့သဘောတရားတွေကတော်တော်ထူးဆန်းတယ်လူတွေဟာတော်အံ့စရာကောင်းမတော်တဆပကောင်ပကံလေးတစ်ခွက်ကိုချောင်ကြွက်ွဲတယ်ဆိုရင်မတော်လို့တဲ့သူများကြောင်ကြွက်ွဲရင်နမောနမဲနိုင်တယ်လို့အပြစ်တင်နော်ဒီပကံလေးတစ်လုံးမှမနိုင်ရဘူးလားကြွက်ွဲရမလားဆိုအပြစ်တင်ကိုကြတော့ဘာဖြစ်လဲမတော်လို့ ကိုကြတော့ခွင့်လွတ်ပြီးသားဖြစ်နေတယ်မတော်လို့ဆိုရပုံမှန်နဲ့ခွင့်လွတ်လိုက်တယ်။ဟွာကြတော့နမောနမဲနိုင်တယ်ဆိုပြီးဆွဲချက်တင်တယ်။အဲ့ဒါလို့လူရဲ့တဘာဝအဲ့တိုင်းပဲ။အေးဒါကြောင့်လို့လူတွေဟာကိုလို့သမျှကိုပဲခံရတယ်။ဘယ်သူမှပြစ်တင်စရာမရှိဘူး။အဲ့ဒါကြောင့်မို့ဘာလို့ရမလဲလို့ဆိုလို့ရှိရင်ကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အလုံးကွဲပြားခြားနားဆိုတာသိရမယ်။